ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မန္လေး FM နဲ့အတက်မြန်မာတို့ပူးပေါင်းစီစဉ်တင်ဆက်တဲ့ Knowledge for You စီစဉ်ရနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီစီစဉ်မှာတော့အပတန်ကနေပြီးပရိသတ်တွေအတွက်နေ့စဉ်ဘွားကိုပုံမလွယ်ကူစေမဲ့နီလန်းကောင်းနဲ့တိုးတက်ဖွံ့ဖြိုးလာတဲ့ဤပညာအကြောင်းတွေနဲ့စိတ်လှရှားပွဲအကြောင်းတွေကိုအပတ်စဉ်တောက်ကြနဲ့အင်္ဂါနေ့နဲ့တနင်္ဂနွေနေ့တိုင်း Morning Dose အစီအစဉ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ အတက်မြမဟာလူမှုအသံဝိုင်းဦးစားပေးမှုဆိုတဲ့ရည်ရွယ်ချက်တွေအတိုင်းပဲပုံမကောင်းမွန်တဲ့ဤပညာဆိုင်ရာစံသစ်တည်ထွင်မှုများနဲ့လူနေမှုဘဝနဲ့စီးပွားရေးလုပ်ငန်းများတိုးတက်မြမကောင်းမွန်စေဖို့ဈေးနှုန်းသက်သာပြီးလုံခြုံမှုအပြည့်ရှိတဲ့ကမ္ဘာစစ်မီဒီဂျစ်တယ်ထုတ်ကုန်များနဲ့ဝန်ဆောင်မှုများပေးနေတဲ့အပြင်အခုလက်ရှိမှာလည်းအကောင်းဆုံး 4.5G ကိုရတဲ့အတူပုံမကောင်းမွန်သောလူနေမှုဘဝစီခေါ်ဆောင်သွားဖို့အစဉ်မပြတ်ကြိုးပမ်းလျက်ရှိတဲ့ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်။ရှေ့ရက်တွေတုန်းကတော့ရုပ်ရှင်တွေအကြောင်းပြောရင်းနဲ့ကိုကို inspiring ဖြစ်စေရဲ့ကိုရဲ့စိတ်ကူးအိမ်မက်တွေကိုတကယ်ဖြစ်လာအောင်လို့အကောင့်ထဲပေါ်တဲ့ရုပ်ရှင်ဇာတ်လမ်းတွေအကြောင်းပြောခဲ့ပါဗါတယ်။ဆိုတော့ဒီနေ့မှဆိုရင်တော့ဇကားထဲမှာပါမဟုတ်ဖဲနဲ့အပြင်မှာပါစိတ်ကူးအိမ်မက်တွေစီကိုအရောက်သွားခဲ့ကြတဲ့သူတွေရဲ့ကံရဲ့အရေးပေါပုံတွေအကြောင်းကိုတော့ dreams do come true ဆိုတဲ့ကောင်းစဉ်နဲ့ကျွန်မကလေးနဲ့အတူမနေတော့ကတင်ဆက်ပြပြသွားမှာဖြစ်ပါတယ်။ ကဲညီမလေးစိတ်ကူးအိမ်မက်တွေတကယ်ဖြစ်လာဖို့ဆိုရင်တော့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့တူကံညံဝရိယနဲ့ဇွဲလုံးလာရောလည်းအရေးကြီးရယ်နော်အချို့တွေကတော့စိတ်ကူးအိမ်မက်တွေတော့ရှိရယ်ကွယ်တကယ်တမ်းကြိုးစားအားထုတ်မှုတွေနည်းနေသေးတော့ဘာမှဖြစ်မလာကြသေးဘူးဟုတ်တယ်နော်ညီမဆိုရင်လည်းရေဒီယိုဟို့စ်တယောက်ဖြစ်လာဖို့စိတ်ကူးအိမ်မက်လေးရရှိခဲ့တော့ဒီလိုပဲအလုံးနဲ့ပတ်သက်ပြီးရောလိုအပ်တာလေးမှန်သမျှလေ့လာစီးပူပြီးကြိုးစားလာခဲ့ရမှာမို့အခုချိန်မှာတော့ကြိုးစားမှုရဲ့ရလက်အသီးပွင့်ကိုခန်းစားနေရပြီလို့ဆိုလို့ရတယ် အမှန်ပဲပေါ့ညီမလေးရဲ့အမဆိုရင်လေကိုရိုင်းရဲ့ညံကောင်းတဲ့အထက်မှာမပါဘူးပရိယာကောင်းတဲ့အထက်မှာပါတယ်လို့တော့ထင်တာပဲအဲ့တော့ကိုเจ้าကိုပဲပြောတော့ပဲနဲ့ဒါအမတို့အလုံးနဲ့လည်းကိုက်ညီတယ်ဒါမီဒီယာလောကရဲ့ဘေးအမတဆူလို့ပြောလို့ရတဲ့ Opera Wifi ပေါ့နော်သူဘလိုမျိုးတွေစူးစမ်းအားထုတ်မှုတွေနဲ့အောင်မြင်လာတယ်ဆိုတာကိုဒီနေ့ရဲ့ Knowledge for အစီအစဉ်မှာဘူတုတအနေနဲ့မျှဝေပေးချင်ပါတယ်နော်ဒါဆိုညီမလည်း Opera Winfrey အကြောင်းတော့နည်းနည်းလေးလိုက်ဖက်ဖူးတယ်ပေါ့နော်။သူမရဲ့ငယ်ဘဝဖြတ်သန်းမှုကတော်တော်လေးကိုခက်ခဲကြမ်းတမ်းခဲ့တယ်လို့သိရပါဗျ။ အခုဆိုရင်တော့ Oprah Winfrey ဆိုရင်ကမ္ဘာပေါ်မှာဩဇာအရှိဆုံးနဲ့အချမ်းသာဆုံးလူတွေကတယောက်ဖြစ်သတ်မှတ်ခံရသူဖြစ်ပြီးတော့သူမဟာရုပ်တံတင်ဆက်သူထုတ်လုပ်သူတရုတ်ဆောင်စာရေးဆရာနဲ့လူအဖွဲ့အစည်းအတွက်အကျိုးပြုလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်သူတယောက်လည်းဖြစ်နေပါပြီ။ဒါပေါ်ညီမလေးရဲ့ Oprah Winfrey ကို1954ခုနှစ် Mississippi ပြည်နယ်မှာမွေးဖွားခဲ့ပြီးတော့သူ့ရဲ့ငယ်ဘဝကဆင်းရဲဒုက္ခမျိုးစုံနဲ့ကြုံတွေ့ခဲ့ရတယ်လေ။ သူကအသက်6နှစ်အရွယ်မှာကလေးကသူ့ဖေနဲ့အတူတူနေထိုင်ခဲ့ပြီးတော့သူ့ဖေကပညာရေးကိုအထူးအလေးထားခဲ့လို့တဲ့သူကထူးချွန်တဲ့အကြောင်းသူတစ်ယောက်ဖြစ်လာခဲ့ပြီးတော့အထက်တန်းကျောင်းတက်နေချိန်မှာပဲသူက radio season တက်ဆက်သူအလုပ်ကိုရခဲ့တာတဲ့ညီမလေးနောက်ပြီးတော့သူမပေါ့နော်ဘွဲရပြီးတော့1984ခုနှစ်မှာ AM Chicago လို့ခေါ်တဲ့နန်တပိုင်း talk show တစ်ခုကိုတင်ဆက်ခဲ့ပါဗျ။ဒီ season ဟာဆိုရင်တော့ Oprah ရဲ့တင်ဆက်မှုတွေကြောင့်ရက်ပိုင်းအတွင်းမှာပဲတိရှိသူဟာတိတိတတ်တာမြင့်တက်ခဲ့ပြီးတော့ နောက်တစ်နှစ်မှာဒီ season ကို The Oprah Winfrey Show လို့အမည်ပြောင်းခဲ့ပါတယ် ဒီ Oprah Winfrey Show อ่ะဆိုရင်တော့1986ခုနှစ်ကနေ2012ခုနှစ်အထိပေါ့เนาะ25နှစ်အကြာထုတ်လုပ်ခဲ့ပါတယ်ရှင်ဟုတ်ပါတယ်ရှင်အဲဒီနောက်မှာဆိုရင်တော့ Oprah Harpo Production လို့ခေါ်ရဲပေါ့เนาะသူကကိုယ်ပိုင် Production Company ကိုတည်ထောင်ခဲ့ပြီးတော့ဒီ Oprah Winfrey Show အပါအဝင်ပေါ့เนาะရုပ်ရှင်နဲ့ဒါရုပ်သံ season တွေကိုသူကထုတ်လုပ်ခဲ့တယ်ပြီးတော့သူဟာဆိုရင်တော့လူဖွဲ့စည်းအတွက်အကျိုးပြုလုပ်ငန်းပေါင်းများစွာမှာဒေါ်လာတန်းချီလှူဒန်းခဲ့ပြီးတော့ကမ္ဘာပေါ်မှာဆိုရင်အလူတန်းအရရောဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သတ်မှတ်ခံထားရပါတယ်ဒါ American သမရလွတ်လပ်ရေးဆု ူ Presidential Medal of Freedom ကိုလည်းချီးမြှင့်ခံရသူတဦးလည်းဖြစ်ပါတယ်။ဒါ့အပြင် Oscar ဆုအတွက်လည်းတရုတ်ဆောင်ဆုကိုရထားခြင်းခံခဲ့ဘူးရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။ကဲဒါဆိုမှရေနောက်တစ်ပိုင်းမှာလဲ knowledge for you အစီအစဉ်ကနေကဘာကျော်စာရေးဆရာမတူဖြစ်တဲ့ JK Rowling ကြောင့်ကိုဆက်ပြီးပြောကြရအောင်နော်။ အမရေအခုညီမတို့ဒုတိယပိုင်းမှာတော့ကဘာကျော်ဆိုင်းဆရာမတူဦးဖြစ်တဲ့ JK Rowling အကြောင်းကိုပြောပြကြမယ်နော်အားလုံးဒီပါလဲသိကြတဲ့ Harry Potter ဇာတ်ကောင်ကိုဖန်တီးထားတဲ့ဆိုင်းဆရာမပဲဖြစ်ပါတယ်သူမကတော့1965ခုနှစ်ဇူလိုင်လ31ရက်နေ့မှာအင်္ဂလန်မှာမွေးဖွားခဲ့ပြီးတော့ ငယ်စဉ်ကတည်းကအစာပေကိုစိတ်ဝင်စားခဲ့တယ်။အသက်6နှစ်အရွယ်မှာရုံတကောင်အကြောင်းပုံမြင်လေးတစ်ပုဒ်ကိုစတင်ရေးသားခဲ့ရလို့လည်းသိရပါဗျ။ဟုတ်ပါတယ်။ဒါသူမအနေနဲ့ဆိုရင်ဒီ Harry Potter ကိုသူရေးဖို့စိတ်ကူးပုံဖော်ပြတာကတော့တဲ့သူ1990ပြည့်နှစ်ပေါ့နော်။ Manchester ကနေပြီးတော့ London ကိုယထားနဲ့သွားရင်းနဲ့ယထားနောက်ကျနေတဲ့ချိန်မှာပေါ့နော်။မော်ဆရာចောင်းသားလေးတယောက်ရဲ့စိတ်ကူးကရုတ်တရက်ပေါ်လာခဲ့တယ်တဲ့။အဲ့ဒီကနေစပြီးတော့သူက Harry Potter ဇာတ်လမ်းရဲ့အခြေခံဇက်ကွက်တွေကိုစိတ်ကူးနဲ့ပုံဖော်ခဲ့ရလို့သိရပါရဲ့ရှင်။ အဲသူမဆိုရင်လေလေဝါသနာပါရောက်လှုပ်ဖို့အတွက်အခက်ခဲရှိခဲ့ရဲ့အမိုက်သူ့ရဲ့ပထမဦးဆုံးစာအုပ်ကိုထုတ်ဝေဖို့အတွက်ထုတ်ဝေရေးကုမ္ပဏီ၁၂ခုကညှင်းပယ်ခဲ့ကြတာနောက်ဆုံးမှာတော့သူမရဲ့စာအုပ်ပယ်ချခံရတဲ့အများကြီးရှိခဲ့ပြီးတော့အက်ဒီတာတယောက်ရဲ့ရှစ်နှစ်သမီးလေးကသူမရဲ့စာအုပ်ဖတ်မိသွားပြီးတော့သူ့အဖေကိုထုတ်ဝေပေးဖို့ပူဇော်ရနေပြီးတော့ Harry Potter ဆိုတာကိုဖြစ်လာခဲ့ရပါပဲ ဒီလိုနဲ့1998ခုနှစ်မှာပုံနှိပ်ထုတ်ဝေပြီးတော့ Harry Potter စာအုပ်တွေရာဆိုရင်ကမ္ဘာတဝမ်းမှာအယောင်ရဆုံးစာအုပ်တွေဖြစ်လာခဲ့ပြီးတော့ရုပ်ရှင်တွေပါရိုက်ကူးခဲ့ပါတယ်။အခုဆို JK Rowling ဟာကမ္ဘာအချမ်းသာဆုံးစာရေးဆရာမတူဖြစ်လာခဲ့ပြီးတော့ Harry Potter ဇာတ်လမ်းတွေအပြင် The Casual Vacancy နဲ့ Cormorant Strike လို့ခေါ်တဲ့စာအုပ်တွေကိုလည်းရေးသားခဲ့ပါတယ်။ သူဟာဒါပရာဟိတလုပ်ငန်းတွေကိုလက်တက်တက်ကြွကြွလုပ်ကင်နေပြီးတော့သူမရဲ့အောင်မြင်မှုဟာစ조사အားထုတ်မှုနဲ့စိတ်ဓာတ်ခွန်အားတွေကိုပြသနေတဲ့ဥပမာတစ်ခုလည်းဖြစ်နေပါဗျ။ဟုတ်တယ်နော်။သူတို့နှစ်ယောက်ရဲ့အောင်မြင်မှုတွေကိုကြည့်မယ်ဆိုရင်သူတို့ရဲ့조사အားထုတ်မှုတွေအပြင်ကန်ရဲ့ကူညီထောက်ပံ့မှုတွေကလည်းအရေးပါခဲ့ရယ်နော်။အမတော့ကန်နဲ့ပတ်သက်လို့ရှိရင်ထီးတော့အမြဲထိုးတယ်ညီမလေးရယ်။ပေါက်လာဆိုတော့လည်းမပေါက်နေဘူးပေါ့နော်။အဲ့တော့အခုချိန်ထိဘဝမှာကန်ကောင်းပြီးတော့မဲပေါက်တာဆိုရင်တော့ငငယ်ကနေကြစီဆိုင်နဲ့တိုက်ကက်နိုင်လေးတစ်လုံးရယ်ပြီးတော့ couple photo ပြ ုင်ပွဲမှာပေါ့နော် like အများဆုံးရပြီးတော့ဖုန်းလေးတစ်လုံးတော့ပောက်ခဲ့ပူးသေးတယ်အမအရင်မိုက်တယ်နော်အဲ့ဒါဆို ညီမကတော့ ठी ပြီးတော့ cancel ခဲ့တယ်ပေါ့နော်။ဘမသွားပြီးတော့ can to လဲဆိုလို့ရှိရင် Facebook မှာ post တွေ share ပြီးတော့ပစ္စည်းတွေမဲဖောက်တဲ့အခါမှာတော့ can to ပူတာရှိရယ်ပေါ့နော်။ဒါတော့ social media နဲ့ can to ရတာကိုပို့ပြီးတော့ပြောသလိုခံစားမှုလည်းဖြစ်တယ်။နောက်တစ်ခုကတော့ကိုကြိုက်တဲ့ idol နဲ့တွေ့ဆုံခွင့်ရတဲ့လက်မှတ်တွေဆိုလို့ရှိရင်ပောက်တယ်ဆိုလို့ရှိရင်လည်းပို့ပြီးပြောရပါဆိုတော့သူ့ကိုကြိုက်တဲ့သူတွေအများကြီးရဲ့မှာကိုကကန်ထူးတာဆိုတော့ဒါကတော့ social နဲ့ကန်ထူးတာတော့ညီမအနေနဲ့ပို့ပြီးတော့ကြိုက်တယ်လို့ပြောချင်တယ်။အင်းဒါနဲ့တော့ကိုရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲပို့ဖို့အတွက်အတံမြက်ကန်ထူးကန်မြူတိမ င်း6000ထိစုခုအစီအစဉ်ကတော့လက်တကမ်းမှာရှိနေရအောင်ညီမလေးတိပေးပြီလားတိထားရပေါ့အပ်တန်ကနေပြီးတော့996ချက်ကနေစပြီးတော့ကြိုက်ရ package တွေကိုကြိုက်ရ channel ကဝယ်ရနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့အထူးစုကြီးတွေနဲ့အတူတူအပတ်စဉ်စုငွေလက်ဆောင်တွေကိုလည်းကန်ထူခွင့်ရနိုင်အောင်ပါလေအထူးစုကြီးအနေနဲ့ကန်ထူသူ6ဦးကိုတဦးကိုတိတ်တထောင်ချက်စီလာစဉ်ရွေးချက်ပေးနေရဖြစ်ပြီးတော့အပတ်စဉ်စုလက်ဆောင်တွေအနေနဲ့ကန်ထူသူ9ဦးကိုလည်းအပ်တန်ဖုန်းပေတိတ်ချက်စီအပတ်စဉ်ပေးနေရလေ အဲဒီကန်ထူးကန်မျိုးစီစဉ်ကြီးကဇူလိုင်လ၁ရက်နေ့ကနေပြီးတော့ဒီဇင်ဘာ31ရက်နေ့အထိဖြစ်ပြီးတော့ promotion ကာလအတွင်းမှာ996ကျပ်နဲ့အထက်ကြိုက်ရာ Aptan package ဝယ်ယူသူတိုင်းအတွက်3000ကျပ်ကန်ထူးခွင့်အပြင် Aptan Star Point နှစ်ဆောက်ကိုလည်းထည့်ရအောင်ပါဆိုတော့မြများဝယ်လေမြများကန်ထူးလေးပါပဲရှင်ကဲဒီနေ့ကတော့စိတ်ကူးအိမ်မက်တွေစီကိုအရောက်သွားခဲ့ကြသူတွေနဲ့ကဲရေးပါပုံအကြောင်းကို Dreams Do Come True ဆိုတဲ့အကြောင်းအနေနဲ့အတူတူပြောခဲ့ပါရယ်နော် အခုခေတ်မှာလည်းလူငယ်တွေကြားမှာရေပန်းစားနေတဲ့စိတ်ကူးအိမ်မက်တစ်ခုကတော့ဘာလဲဆိုရင် e-sports ပြီးတော့ gaming e-sport နေပဲမှာ professional gamer တယောက်ဖြစ်ချင်တဲ့စိတ်ကူးအိမ်မက်တွေကိုလည်းတွေ့လာရရလေ။ ဒါရီလည်းအလန့်မွေးတော့ပဲနဲ့မကြသေးခင်ကမှမြန်မာနိုင်ငံကရန်ကုန် Gladi Coast အသင်းက Back G မှာကမ္ဘာချန်ပီယံဖြစ်အောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးတော့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပါသေးတယ်။ဒါဆိုနားဆင်နေတဲ့သူတွေကဂိမ်းမာတွေအတွက် eSport player တယောက်ဖြစ်ချင်တဲ့အိမ်မက်တွေနဲ့ပတ်သက်ပြီးတော့ Youth and eSport Dream ဆိုတဲ့အကြောင်းကိုနောက်နေ့မှပြောပြပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးနားဆင်ပါအောင်နော်။